မိုးကုတ်နောက်ဆုံးသတင်းရ TNL အနေနဲ့စစ်တပ်ကိုလွှဲပြောင်းပေးရချိန်မှာစစ်တပ်ကိုတပါးတည်းခေါ်လာပြီးမှ လွှဲပြောင်းပေးရမှာဖြစ်တယ်။အဲ့ဒီအခြေအနေကြောင့်တော်လိုင်းအင်အားစုတွေကြားဘလို့တုံ့ပြန်ကြမလဲဆိုတာအကျိတ်အနေဆွေးနွေးနေရတယ်လို့သတင်းတွေမှာတွေ့ရပါတယ်။မြေပြင်အခြေအနေတွေကိုမြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေသူတွေကပိုသိကြမှာဖြစ်တယ်။ဒီနေရာကနေအကြံပြုချက်တချို့ပေါ်ပြလိုပါတယ်။ အကြံပြုချက်ဆိုပေမဲ့လည်းတိပြီးသားတွေပါပဲနေရာတနေရာကိုတိုက်ခိုက်သိမ့်ပိုင်မယ်ဒို့မဟုတ်ကာဝယ်ခုခံမယ်ဆိုရင်အဲ့ဒီနေရာရဲ့အရေးပါမှုအရာဆုံးဖြတ်ကြရတာပါပဲစီရေးရအချက်ချာကြာလားစီးပွားရေးအခွန်အကောက်တွေရလိုအပ်တာလားလမ်းမဆက်သွေးအရာလားဆိုတာတွေကိုစဉ်းစားကြရတာဖြစ်တယ်ဒါမှသာဒီနေရာကိုယာခြင်းဒို့မဟုတ်ကာဝယ်ခြင်းอ่ะ အကျိုးမြတ်ရှိမှာဖြစ်တယ်။နေရာတစ်ခုအတွက်ကြီးကုံလူပန်းဖြစ်ပြီးအကျိုးမြတ်မရှိရင် တိုက်ရတာမတန်ဘူးပေါ့။ဥပမာဗမောနှစ်ပေါအောင်တိုက်တာကြောက်ဖြူကိုလည်းလာပေါင်းအတော်များများတိုက်နေတာတွေကစဉ်းစားစရာတွေပါ။တနိုင်ငံလုံးသာခြုံကြည့်ရင်နေပြည်တော်လောက်ဘယ်ဟာမှအရေးပါမနေပါဘူး။ဆိုလိုတာကလမ်းများအလုံးနေပြည်တော်တို့လို့ကြွေးကြော်ခဲ့ကြတာအမှန်ပါ။ အသေးစိတ်ဖြစ်စဉ်တွေမှာအဲ့ကျွေးကြော်တန်းနဲ့ဘလောက်ကိုက်ညီနေသလဲဘလောက်တွေးဖီသွားနေသလဲစဉ်းစားကြဖို့လိုတာဖြစ်ပါတယ်တိုင်းသားတက်တွေမှာကိုယ်ဝန်ရည်မှန်းချက်တွေရှိကြပါတယ်ဒါတွေကလက်ခံရမှာပါဒါပေမဲ့တစ်ခုလုံးလိုအပ်ချက်ကိုသိမြင်လာကြရဲဆိုရင်တစ်ခုလုံးခြုံငုံနဲ့စစ်စင်ရေးမျိုးတွေလိုအပ်လာနေတာပါဒီဆောင်မမှာစွန်စုရဲ့စင်နီပရိရဲ့ကျမ်းတွေက ထိုးစစ်နှင့်ခံစစ်အကြောင်းစစ်တိုက်ချင်းသည်ကောက်ကျစ်ဆင်းလဲသောလှုပ်ဝက်ပရိယေဖြစ်သည်ဆိုတဲ့အပိုင်းနှစ်ခုကိုဖော်ပြလိုပါတယ်စစ်ပွဲတွင်မိမိဘက်နှင့်ရန်သူဘက်ဟူ၍ရှိသည်ဖြစ်ခံစစ်နှင့်ထိုးစစ်ရှိသည်ရေးဘူးရအဖြစ်ထိုးစစ်သည်မိမိကစတင်တိုက်ခိုက်သော စစ်စင်မှုဖြစ်သည်စစ်ပွဲတွင်နှစ်ဦးနှစ်ဖက်၏ထိုးစစ်နှင့်ခံစစ်စွမ်းရည်ကစစ်ပွဲအနိုင်အရှုံးကိုဆုံးဖြတ်သည် ထိုးစစ်နှင့်ခံစစ်အချင်းချင်းလဲအထောက်ကူပြုနိုင်သည်ကြံ့ခိုင်သောခံစစ်သည်ထိုးစစ်အတွက်အထောက်ကူပြုနိုင်သည်ထိုးစစ်သည်တက်ကြွသောခံစစ်ဖြစ်သည်ဟုယူဆနိုင်သည်ခံစစ်အတွက်အခွင့်ကောင်းအချိန်ကောင်းတည်ထွင်ပေးနိုင်သည်ထိုးစစ်နှင့်ခံစစ်ဆက်ဆက်မှုလေးနဲ့ကြည်ညက်စွာသိရှိပြီး၎င်း၏အတွင်းပိုင်းသဘောတရားကိုနားလည်မှသာစစ်တိုက်ရာတွင်နှစ်ဖက်စလုံး ဂယူးစိုက်နိုင်ရမည်ထိုးစင်းနှင့်ခံစစ်ကိုပါးနှက်စွာဆင်နွှဲရမည်ဟုစွန်စူးအားယူဆသည်စစ်သားဥယေမလောက်လျင် ခံစစ်ဆင်ရမည်စစ်သားဥယေလောင်းကပူရှံနေလျင် ထိုးစစ်ဆင်ရမည် ခံစစ်ဆင်သောအခါမိမိတက်ကိုလုံခြုံစွာပုံအောင်နေရမည်ထိုးစစ်စတင်သောအခါရန်သူမခံမန်းနိုင်အောင်ခြေမကင်မိလက်မကင်မိဖြစ်အောင်တိုက်ခိုက်ရမည်ဤကဲ့သို့လှုပ်လျင်မိမိကိုယ်ကိုလုံခြုံစွာကာဝယ်နိုင်ပြီး အပြည့်အသက်အနိုင်ရနိုင်သည်ထို့ကြောင့်ထိုးစစ်ဖြစ်စေခံစစ်ဖြစ်စေရည်ရွယ်ချက်ကတစ်ခုပင်ဖြစ်သည်စစ်ပွဲတွင် အနိုင်ရရန်ဖြစ်သည်စစ်တိုက်ခြင်းသည် ကောက်ကျစ်စင်းလဲလှုပ်ဝက်သောပရိယေဖြစ်သည်ထို့ကြောင့်တိုက်နိုင်လျင် မတိုက်နိုင်သလိုဟန်ဆောင်ရမည်စစ်ထိုးမည်ဆိုလျင် မထိုးသလိုဟန်ဆောင်ရမည်အနည်းရရှိနေလျင်အဝေးမှရှိနေသလိုဟန်ဆောင်ပြီးအဝေးရရှိနေလျင် 尼玛修的路，喊上万米，沿途啊老外机灵，没弄白皮，沿途漂亮对上万米，沿途啊永远新开片的林，浙江医院对开东北面，沿途啊俺阿吉马林一千米，这里长安米，沿途啊俺阿当林上万米，沿途啊老机灵，什么别闹笑呀米，沿途啊虽然今年新林。 အထင်ကြီးစေရမည်ရန်သူကအေးစေးတက်တာစွာရှိနေလျင် အတက်နိုင်ဆုံးပင်မန်းစေရမည် ရန်သူစည်းစည်းလုံးလုံးရှိနေလျင်သွေးကွဲအောင်ဂုံးချော့ရမည်ရန်သူဟာကြိုတင်ပြင်ဆင်မှုမရှိသော မခံမှန်းနိုင်သေးသော အခြေအနေမျိုးတွင်စစ်ထိုးရမည်၎င်းတို့သည်စည်ရပါရကူများစစ်တိုက်ချင်းနနဲတိမ်မွေးသည့်နီးလန်းမင်ဖြစ်သည်ကြိုတင် ပုံသေးတတ်မှတ်ထား၍မရပေ နောက်ဆုံးစာကြောင်းကအရေးကြီးပါသည်ပုံသေးတတ်မှတ်ထား၍မရပါတဲ့ဘယ်ရာမဆိုလက်တွေ့ကြုံရတဲ့ခေတ်ကာလအခြေအနေအားပြိုင်မှုတွေအရာပဲဆုံးဖြတ်ကြရမှာပါတုံလင်းရဲဘော်ဟာစည်ရေးတက်တက်မဟုတ်နိုင်ငံရေးခံယူချက်ရှိတဲ့အတွက်နိုင်ငံရေးဘက်ကပါစဉ်းစားနိုင်ကြသူတွေဖြစ်တယ်တုံလင်းလှုပ်သူဟာနိုင်ငံရေးအခြေခံကလာလာဖြစ်တာနဲ့အညီနိုင်ငံရေးနဲ့ပဲစဉ်းစားပုံနားလေဟာ လိုအပ်လျင်နိုင်ငံရေးနယ်ပယ်ကိုပြန်ပြီးကုပြောင်းနိုင်ကြသူတွေလည်းဖြစ်တယ်။စစ်ခွေးများနဲ့မတူတာဒီရချက်ပါပဲ။ဒါကဘူချောင်းဆန်းကိုတိုင်နမူနာပြခဲ့ပြီးပါပြီ။ဒါကြောင့်စစ်ရေးမှာပိုအားထည့်နိုင်သူပိုထူးချွန်သူတွေရှိနိုင်ပေမဲ့ရေဘူးရအားဖြင့်ပြောရရင်အားလုံးအတွက်စစ်ရေးနီးပရိယတွေနားလည်ဖို့ကတိတ်ခတ်နေတာမဟုတ်ပါဘူး။လူလူထောက်ခံမှုရရှိအောင်ဆောင်ရွက်တာနဲ့တပြိုင်နက်စစ်ရေးအောင်မြင်မှုတွေပါ ရယူဖို့ဆိုတာတော်လိုင်းသမားတွေတာတတ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ယခုအဆောင်မှာတော့ PDF insight မှာရေးသားဖော်ပြထားတဲ့တော်လိုင်းရင်းနဲ့စွန်သူစစ်ပရိရဲဆိုတဲ့စောင်းမားကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။